တင်မင်းနိုင်ငံမှာသုံးတဲ့ပတ်စံမင်းခိုင်ဆိုစံအပိုင်းငါဖိုးစော့တယောက်သူ့ကြောင့်အလူအိမ်မှာဒုဆွေဓာဆွေရံပွဲကြီးထဖြစ်သွားရလို့အာနာရာပဲလားမသိဘူးတော်တော်ကြီးငြိမ်ချသွားတယ်အန်တီလကလည်းနည်းနည်းလန့်သွားတယ်ထင်ပါရဲ့အရင်ကတော့ပလူပလဲလုံလုံထွေထွေမနေတော့ပဲရှောင်းဖေးရှောင်းဖေးလှုပ်လာတယ်အင်းအန်တီလနဲ့မပေါင်းတာတော့ဟုတ်ပါရဲ့ဒါပေမဲ့စိုးလာက ကားပွဲစားဥပွားတို့သားအဖနဲ့တွားရုံနေတာပဲဥပွားတို့သားအဖကဥကြောင်ကြတွေသူသားအောင်ဗလာကစိုက်ကားနှင်းနေသူတို့သားအဖနှစ်ယောက်စလုံးကဘဝပေးကုတုကံအကျိုးပေးမကောင်းတော့ခါကုန်နေတယ်ဗျာပြီးတော့ခကုံးတို့ရဲ့ထုံးစံအတိုင်းကျုံးလေအစိရူကြီးခုံးထပြီးတော့ဘူးကြီးဖြစ်နေတယ်ဗျအဖေရောသားပါနှစ်ယောက်စလုံးခါကုံကုံပေါ်ဘူးကြီးတင်ထားတယ်လို့ဖြစ်နေတော့ ခါဘူးနဲ့တာအဖားလိုပဲရက်ွက်ထဲကလွဲ့လွဲ့ခေါ်ကြတယ်။ခါဘူးဆိုတဲ့စကံလုံးကလည်းအရက်အခေါ်အဝေါ်နဲ့ပြောကြစတဲ့န်းဆိုတော့ကပူးလိုအတန်ထွက်တယ်ဗျ။အေးကြံကြံဖန်ဖန်ပဲပြောပြောဘာပဲပြောပြောအကြောင်းတိုက်ဆိုင်ပုံကဒီလိုတနင်္ဂနွေနေ့နေ့လယ်ပိုင်းဆိုရင်မြမရုပ်မြင်တန်ကြားကကန္နဝင်းရုပ်ရှင်ကားဟောင်းတွေပြန်ပြန်ထုတ်လွှင့်ပြနေကြမဟုတ်လားဒီရက်ွက်လေးအတွက်ကြတော့လေအဲ့ဒီအစီအစဉ်လောက်ကိုပဲဖြောပြေးရေးအတွက် အားကိုးပြီးကြည်ကြည်နေရတာကိုအဲ့ဒီရုံမြင့်တန်ကြားအစီအစဉ်မှာမကြမကြလေးပြလေးရှိပြီးလူကြိုက်လေးများတဲ့ရုပ်ရှင်ကားကအကယ်ဒမီစိန်မြင့်နဲ့ကလေးသရုပ်ဆောင်အောင်ထုံးလေးတို့ပါတဲ့ဟိုဆက်ကားဗျာပါတဲ့ဇကားနာမည်ကအဖေတခုသားတခုအင်းဟုတ်တယ်အဲ့ဒီဇကားနာမည်ကိုတရက်ကွက်လုံးကလူတွေကနှုတ်ချိုးနေကြလို့ပဲလားမသိဘူးခပုကိုစီနဲ့ဥပွားတို့အောင်ဗလာတို့သားအဖကို ခက်လွယ်လွယ်ပဲကင်မွန်းတက်လိုက်ကြတယ်။အဖေကပုသားကပုတဲ့။သားကပုဖြစ်တဲ့အောင်ဘလကလည်းစိုက်ကားသာနင်းစားနေတာ။ဂိတ်မှာစိုက်ကားကိုမှန်မှန်ထိုးတာမဟုတ်ဘူး။ဂိတ်ထိုးထားပြန်တော့လေပါစင်စာရတာတောင်စိတ်လိုလက်ရမရှိခင်လိုက်ချင်မှလိုက်တာ။တရင်စာကိုဟန်ချပန်ချဖြန့်ဖက်ပြီးသူ့မိစေကမုန်းစိတ်ငုံတူကိုပို့ရင်တကယ့်မဟာပညာရှိအိုက်တင်ဖန်းစင်ဖန်းနေတတ်တာ။ တခါကလည်းသတင်းစာရဲကခရီးသွားလုပ်ငန်းအကြောင်းသတင်းအတူထွာလေးကိုဖတ်နေရင်ကခက်တီတီနဲ့ဒူးတက်နှံ့နှံ့ပြောသေးတာကျွန်တော်တိတ်တိတ်ချာချာလေ့လာကြည့်လိုက်တော့ကျွန်တော်တို့နိုင်ငံကိုလာလေကြတဲ့ foreigner တွေထဲမှာအများစုက နိုင်ငံခြားသားတွေပဲဗျကဲကြည့်အောင်ဗလာရဲ့ရွှေညံတော်ကအတုလန်အတုမရှိ စင်ပင်စင်စားကြည့်စမ်းပါအောင်နော် foreigner တွေကအများစုကနိုင်ငံခြားသားတွေဆိုပဲ foreigner ဆိုမှတော့အကုန်လုံးနိုင်ငံခြားသားတွေကြီးပဲမဟုတ်လို့မိမိလင်တွေပါပါလာရမှာလားလို့မိမိပြီးတော့ပဲနေရင်းကိုဘေးပြန်ညပြန်ရိုက်ဖို့ကောင်းနေတော့တာအဲ့ဒါကိုကိုစင့်သူကခတ်တီတီနဲ့အံ့ဩချင်အောင်ဆောင်းပြီးဟီးဟုတ်ရဲ့လားမောင်အောင်ဗလာရဲ့လို့ပင့်ပြီးတော့ဒင်းကဟာဗျာကျုပ်ဆိုတဲ့ကောင်ကမပိုင်ဘဲနဲ့ပြောပါမလားဗျဒီရချက်ကကျုပ်ကိုယ်တိုင်နှိရှိလာများတေတေချာချာလိလာထားတာလို့ရုတ်တီကြီးနဲ့ မိမ့်မင်ကြီးလှုပ်ပြီးပြောပါလေယောဖက်နေရှိစတာကပူကလည်းအဲ့ဒီလိုလားဆိုတော့မဟုတ်သေးဘူးအဖေကပူလှုပ်တဲ့ဥပွားကလည်းအုတ်တချက်သဲတက်ပွင့်နေရာက သူ့တက်ဆွမ်းတဲ့လောက်တနိုင်တပိုင်းဝင်ဝင်ပြီးကြောင်ပြသေးတာသူကြတော့အသက်ကြီးပြီဆိုတော့ကလူရဝင်ခြင်းနဲ့ယောဂါကအစ်စ်ပူပါလာသေးတယ်တခါကရက်ကွက်ဓမ္မယုံအစ်စ်ပြင်ဆောက်ဖို့အစည်းအဝေးလုပ်ကြရောရက်ကွက်သူရက်ကွက်သားတွေကတော့ လက်လုံလက်စားတွေဥစ္စာဘေးကလာများများဆဆတတ်နိုင်မှာတုံးဒါပေမဲ့အဲ့ဒီခက်ကပါတီကောင်စီနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းကျွန်တော်တို့မသိနိုင်တဲ့ကျိုးကြောင်းဆက်နွယ်မှုတွေနဲ့ကမကထလို့မတည်မဲ့အလှရှင်တွေပေါ်လာတယ်တကယ်ဒိတ်ဒီချင်းတထေးတွေပေါ်ဗျာသူကဘလောက်ထဲ့မင်းငါကဘလောက်ထဲ့မင်းနဲ့ဝင်းအောင်နေလိုက်ကြတာများခလေးတွေတင်းချအလီရွတ်တာကြာနေတာပဲကျွန်တော်တို့လိုတမဝါယမဆိုင်မှာ ငစိမ့်ဆန်ကိုတန်းစီတိုးစားနေရတဲ့ရက်ကွက်သူရက်ကွက်သားတွေအဖို့တော်ဗျာသူတို့အလူကိုတာတို့ခေါ်ဖို့မိပြီးပဆက်အဟောင်းသာငေးကြည့်နေရတယ်။ကိုနဲ့မဆိုင်တယ်လူကြီးဟာကိုအေးအစည်းဝေးပြီးလို့လက်ဖက်တုံနဲ့ရင်းနှွေးချမ်းဝိုင်းဖွဲ့ပြီးအလာပါတလာပါပြောကြဆိုကြဆိုတော့လေအဲ့ဒီတထေးတွေရဲ့စကားဝိုင်းကသင်္ကန်းနံကနေစင်းနေလို့ကိုမရှိဘူး။ကပုတ်ဥပွားကအဲ့ဒီလိုစကားဝိုင်းလေးကိုမှဝင်းတိုးတာ။ ိုသက်သေးတွေကပြောကြဆိုကြရင်ဖိလက်မြေဈေးနှုန်းတွေကျွန်းပြင်ကတိုးသစ်ဆေးတွေအကြောင်းရောက်သွားပါလိမ့်ရောအဲ့ဒီမှာတင်ကပုတ်ဥပွားကပြုံးစုံဝင်ပြီးကျွန်းတဲ့ရရင်နည်းနည်းလောက်လိုချင်နေဗျာသူစကားကြောင့်ဟိုသက်သေးတွေမျက်လုံးပြူးသွားကြတယ်တယောက်မျက်နာကိုတယောက်မတိမတာလိုလိုလေးအ깨ခတ်ကြရေဗျာအဲ့ဒီတော့ကကျွန်းတက်ကအစိုးရကစက်မှတ်ထားတဲ့တားမြစ်ကုန်ပစ္စည်းလေးဗျာ နောက်ဆုံးအကျံအဖန်အဆက်အသွယ်ကောင်းပုံရတဲ့တတိတယောက်ကအချီကြီးအပွားကျန်အလုတ်ဖြစ်လို့ဖြစ်냐အရေးဆုံးပြီးမေးလိုက်တယ်။ဒီကနောင်ကြီးကဟိုကျွန်းတေရိုင်ဘဏ္ဍတန်လောက်လိုချင်တာလေ။ဟုတ်တာပေါ့သူတို့လိုတတိတွေအဖို့တော့တစ်ပမာဏကိုတန်လောက်နေပဲတွက်ချက်ပြောဆိုမှာပေါ့ဗျာ။အဲ့ဒီလိုမေးလိုက်တော့မှပဲဥပွားကဖင်ကုတ်တလိုလိုခေါင်းကုတ်တလိုလိုနဲ့မြမြဆဆမဟုတ်ပါဘူးဗျာ။ သွားကြထိုးဖို့အစဒစနှစ်စလောက်ရရင်တော့ပါပြီ။ရှားရတဲ့လူမှန်သမျှဥပွားကိုကြီးတူတူရောကြဲကြဲပါဖိစေကြတော့တာပဲ။မစဲပဲနေနိုင်ရို့လားဗျာလောက်ပေါက်ကဥပွားကိုတပြစ်တောက်တောက်နဲ့ဆဲလို့ဆိုလို့ကိုမဆုံးနိုင်တဲ့လူကတော့ကျွန်တော်တို့လမ်းထဲကဥဖေခင်းဆိုတဲ့လူကြီးပဲ။အဲ့ဒီလူကြီးကမြို့နယ်ပါတီယူနစ်မှာဘာဆိုလာပဲဗျာ။ပစံလင်းရှိ သမီးချောချောလှလာလေးရှိတော့ ကျွန်တော်တို့အုပ်စုနဲ့လေတစောင်းစီနဲ့မျက်ချီပြမတည့်ဘူးကဲထားပါဥဖေခင်နဲ့ကျွန်တော်တို့တက်တဲ့ပြဿနာက အကြီးကြီးဆိုတော့နောက်မှပဲတက်တက်ပြောပြတော့မယ်အခုကိစ္စက ဥပွားအကြောင်းတချို့ကဇောရကတက်ကောင်းတက်ချင်ကြမယ်မင်းကလည်းကွာဥပွားကကားပွဲစားလို့လေဆိုသေးအဲ့ဒီလောက်တောင်လူရိပ်လူကဲမသိအာရသလားရုပ်တိမရှိလိုက်တာလို့စကားအဖြစ်သာပြောရတာ ဥပွားကတကယ်ကားပွဲစားစစ်စစ်မဟုတ်ဘူးဗျ။ရန်ကုန်ကကားပွဲစားတွေနဲ့အတိအကျွမ်းလေးဖြစ်တယ်ဆိုရယုံတယ်။ဒါကလေသူ့ဘက်ကအတင်းကာရုံလိုက်ပြီးတော့ဟိုပွဲစားအုပ်စုကြီးချာဟူနာမော်မော်ဒီနာမော်မော်နဲ့စွတ်လူရဝင်အောင် ရောရောင်နေတာနေမှာပါ။ပြီးရင်အဲ့ဒီကားပွဲစားတွေပြောလေပြောထားရှိတဲ့အထာစကားတွေဗန်းစကားအခေါ်အဝေါ်တွေကိုမှတ်လာပြီးတော့ရက်ွက်ထဲကလက်ဖေးဆိုင်မှာ လူထူထူရှိပြီးဆိုရင် အားပေါင်းအရင်တန်တန်နဲ့မှုတ်တော်တာပဲ။ public ကကိုဖင်ထောင်းတဲ့အလဲအထန်လို့ရင်အောက်ကားကဘလောက်လိုက်မလဲတို့။စားမြင်ဆွေးတူတူကတန့်နေတလက်ကင်မဲတို့။အဲ့ဒီကားက body စေးသားကိုခောက်ကြည့်လိုက်တော့ပက်တီးတံပါနေတယ်တို့။ဥပွားပါဆက်ကအမြုပ်တစီစီဝေအောင် ထွက်ထွက်နေကြ။အဲ့ဒီနေလုံးထွားထွားကြီးတွေကအเจ้าမသိရင်ဖြင့်သူ့ကိုတကယ်ဝါရင်ကားပွဲစားကြီးလို့ထင်ချင်စရာပေါ့ဗျာ။ အဲ့ဒီလေးစည်းလေးသာတကြောမှာမအူမလဲနဲ့လိုက်မျိုးရင်မဆိုင်ရဝါခမန်းဝင်ပြီးမှိုင်းမိတဲ့ငထုံမထိုင်းကတော့ဘသူရှိအောင်မလဲဗျာကျွန်တော်တို့ရဲ့ဖို့ဆော်ပေါ့ခဏိနှက်ချန်ဆိုရင်ပဲကာတက်စီလောက်အယောင်းဝယ်ဖြစ်လိုက်ရင်တိမ့်နဲ့တောင်းနေပဲခြီးပြီးဝေတုပ်ပိုက်ရတော့မလို့လို့ဘာလို့လို့ဖို့ဆော်နဲ့ကပုဥပွားတို့နှစ်ယောက်သားခေါင်းချင်းဆိုင်ပြီးချိတ်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 လုံနေကြပုံများပြောပါတယ်အေးတနေ့ကြတော့ ျွန်တော်တို့အုပ်စုကရက်ွက်ထောက်ကားမှတ်တိုင်းနားကလက်ဖေးဆိုင်ကိုထွက်အလာလမ်းထိပ်မှာဥပွားနေတိုးမီရောဥပွားကတကယ်အလုံးကြီးအကန့်ကြီးသမားတို့ရဲ့အရေးကြီးနေတဲ့ item မျိုးနဲ့ဖိုးစော်ရဲ့လက်ကိုဖမ်းဆွဲပြီးဟဲ့ကောင်ဖိုးစော်ဖင်ကောက်ရရင်တစည်းလောက်ဆွဲမယ်ကွာငါမှဝယ်လက်ရှိတယ်ဖိုးစော်ကကျွန်တော်မျက်နာကိုတလှဲ့ဥပွားကြောပေါ်ကကပုတ်ကြီးကိုတလှဲ့ကြည့်ရင်းမျက်လုံးလေးပေကလက်ပေကလက်နဲ့ညာဖင်ကောက် ဘာဖင်ကောက်လဲဦးလေးကွာဟာမင်းကလည်းအပါကွာစလွန်ကာဖင်ကောက်ကိုပြောတာကွာအဲ့ဒီတုန်းကစလွန်ကာဖင်ကောက်ဆိုတာဝင်ကားစရှိသေးတာဗျရှားလေအတော်ရှားတယ်ဈေးလင်းကြီးတယ်ကျွန်တော်တို့လိုပတ်ဝန်းကျင်မှာဘယ်ရှိမှာလဲဗျဒါပေမဲ့တကောက်သားဖိုးစောကသူ့ဘွားအေးမွေးမြန်ရှားခိုင်းနေများအောင်မိနေသလားမသိဘူးမင်းစေကလေးပုတ်ခါပုတ်ခါနဲ့ခက်အေးအေးပဲโอเคโอเคတဘောပါပြီဦးလေးဘွား ကျွန်တော်ရှာထားလိုက်မယ်။ကပုတ်ဥပွားကသွားတော်မင်းလှုပ်ပြီးတော့မှ တခုကြံနေသေးတာကို သတိရသွားတဲ့ပုံနဲ့ပြန်လှည့်ပြီးနေုံကွာပြုံးဖို့တခုကြံနေသေးတယ်။ငါဝယ်လက်ကရှင်းဆောင်မှလိုချင်တာတည်းကွာ။ရှင်းဆောင်ဆိုတာကိုကောမင်းသိရဲ့လား။ကားရှိပိုင်းကခတ်ဆောင်ဆောင်လေးအပြင်ကိုငေါထွက်ဟာဗျာဒီလောက်တော့သိပါရဲ့ဥလေးပွားရအေးအေးသိရင်ပြီးရောဥပွားကပြောစရာရှိတာပြောပြီ မပူမပင်မကြောက်မကြနဲ့လေချုံပြီးထွက်သွားတယ်။ဖိုးစောကလည်းခေါင်းလေးတမော့မော့ဘေးကကြားနေရတဲ့ကျွန်တော်ကိုဆင့်သူနဲ့မကြီးဆရာတို့သုံးယောက်သားကတော့မျက်လုံးပြူးနေရတယ်။ဘယ်နဲ့ဗျာရှဲဆောင်ဆိုတာကအစပိုင်းတုန်းကသူပြောရဲ့စလုံးဖင်ကောင်းနဲ့ဘာမှမဆိုင်ဘူးတတ်တတ်စီကြည့်ရတာကပုတ်ဦးပွားကိုအမြင်ကက်နေတဲ့သူတယောက်ယောက်ကပညာပေးကျင်တာနဲ့ကဘာပေါ်မှာမရှိတဲ့ကားအမျိုးအစားကို တမင်ညစ်ပြီးရှာခိုင်းလိုက်တယ်နဲ့တူပါရဲ့ဗျာဒါကိုပဲဘူမတိဘာမတိနဲ့ဂျားရဲကအဟုတ်မှန်နေတဲ့ဖိုးစောကလက်ဖေးဆိုင်မှာထိုင်ရင်ဒူးအလီတနှံ့နှံ့နဲ့တကယ်တော့ပတ်စံဆိုတာကိုကလိုက်ရှာရတာမျိုးမဟုတ်ပါဘူးကိုကိုလိုက်ရှာပြီးပြီးတဲ့ဟာမျိုးပါကွာဘာညာနဲ့လှုပ်သေးတာကျွန်တော်တို့ပတ်စံနဲ့ဝေတိုက်တဲ့လက်ဖေးကြီးကိုတစ်ဖြည်းနှစ်ဖြည်းတောက်ပြီးတော့လေဒါနဲ့ကျွန်တော်တို့လည်း ခွေးမသာမှတ်လောက်သားလောက်ရှိပါစေအောင်လို့စိတ်ထဲကချိတ်ကျုံးသွားပြီးဘာမှမပြောဘဲပြစ်ထားလိုက်တယ်။အေးမကြပါဘူး။နောက်တစ်ပတ်လောက်မှရင်ပြဿနာတက်တော့တာပါပဲ။ပြဿနာတက်တာကလည်းအဲ့ဒီကျွန်တော်တို့ထိုင်နေကြကားကိန်းနာကအောင်တပြေလက်ဖေးဆိုင်လေးမှာပဲ။ကျွန်တော်တို့ကလည်းအာအာရရရှိရင်အဲ့ဒီလက်ဖေးဆိုင်မှာပဲဖင်းချောက်ချပြီးထိုင်နေကြ။အဲ့ဒီနေ့ကလည်းရင်နှွေးချမ်းတအိုးပြီးတအိုးမှတောက်ရင်ကျွန်တော်နဲ့ပကြီးစရာက ဖိုးစောကိုအုံနောက်စားအောင်ဝိုင်းကြံနေကြတယ်။ဟဲ့ကောင်ဖိုးစောမင်းမျက်နာကဝက်ချံတွေကလည်းကြောက်တယ်လို့ကိုမရှိပါလား။စိတ်မလိမ့်ဘူးလား။ဖိုးစောကခေါင်းကုပ်ရင်းလိမ့်နာမှာစုံနေရပဲဗျ။တတ်မှမတတ်တာလား။ဝိညာဉ်ကံတာများလာတော့မသိဘူး။ပြောမယ်ဆိုရင်ပြောစရာပဲဗျ။ဒီကောင်မျက်နာပေါ်ကဝက်ချံတွေကတဝက်တစ်ပြက်တူးလက်စအာလူးဆိုင်ခင်းကြနေရပဲ။ဒါနဲ့ပကြီးဆရာက မျက်နာကိုခက်တီတီထားပြီးအဲ့ဒါဆိုမင်းဟိုဟာကွာအောစင်ဘူးဆိုတာဝေလင်းကြည့်ပါလားကျွန်တော်ကမကြီးမိအောင်နှက်ခမ်းကိုဖိကိုက်ထားလိုက်ရတယ်ဒါပေမဲ့ဖိုးစောရဲ့တုံးချက်အကြက်ကတော့အောစင်ဘူးဆိုတာစကလင်းနဲ့ပြုံးမှန်မိခဲ့မိဘူးသူကပြန်ပြီးတော့တောင်မေးလိုက်သေးတယ်အောစင်ဘူးဆိုတာဘူးအကြီးလားဘူးအသေးလားဗျဘမဝဲရမှာလဲ ပကြီးဆရာကရည်ကျင်နေတဲ့ပစက်ကိုလက်ခုံနဲ့တုတ်တလို့လို့ဘာလို့လို့ခက်ွယ်ွယ်လှုပ်ရင်းအုံးစင်းဘူးကတော့ဘူးတီကောဘူးကြီးကောစိုက်အစုံဝဲလို့ရပါတယ်ကွာဝီတုတ်တာရုံစာတင်တိုင်းနာကစင်းဆိုင်မှာမိကြည့်ပါလားအေးဗျာနောက်နေကြမှာသွားစုံစမ်းကြည့်လိုက်အောင်မေဘေးဝိုင်းကနဆုံနှဖျားကြားလိုက်ရတဲ့သူကြီးကလည်းဖိုးစုံမသိအောင်တိတ်တိတ်ကြည့်ပြီးတခွိခွိရီကြတယ် အဲ့ဒီ1986 89ခုနှစ်လောက်တုန်းကတော့လူငယ်ဘဝရဲ့ကြိုးစရာရွှင်စရာဆိုတာအဲ့ဒီလောက်ပဲရှိတာဗျလက်ဖေးဆိုင်ထိုင်မင်းတယောက်ကိုတယောက်နောက်မင်းပြောင်းမင်းဆိုင်ကားဖွင့်တဲ့တခြင်းနားထောင်ရင်လက်တလုံးဖက်ဖြစ်နေတဲ့စာအုပ်အကြောင်းပြောသတင်းစာကိုနောက်ဆုံးစာမျက်နှာကနေစပြီးကြောင်းပြန်လှန်ဖက် ရှေ့ဆုံးစာမျက်နှာကလည်းဖတ်ချင်စရာမှမရှိဘဲကိုပြီးရင်ကြော်ညာစာမျက်နှာမှာပါတဲ့ အစိုးရအလုပ်ဌာနခေါ်စာလေးပါလေးကြည့်ဒီလောက်ပါပဲဗျာခုခေတ်လိုမိသားဆိုင်တွေအရက်ဆိုင်တွေလည်းမပေါ်သေးဘူးဗီဒီယိုခွေတွေဂိမ်းဆိုင်အင်တာနက်ဆိုင်တွေနဲ့စကတ်တူတူကောင်မလေးတွေလည်းမပေါ်သေးဘူးဗျအဲ့ဒီတော့လက်ဖေးဆိုင်ထိုင်းညင်းခုံဆွေးနွေးနောက်ပြောင်ဒါနေပဲအချိန်ကုန်ရတာအခုလေဖိုးစောကိုဝိုင်းပြီးနောက်ပြောင်နေကြတော့လက်ဖေးဆိုင်လေးကို ကပုတ်ဥပွားကဂုံ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 နဲ့ဝင်လာပါလေရော ဲ့ဒီမှာတင်ဖိုးစောကဝမ်းသာအားရနဲ့ဟာဦးလေးဘွာအတော်ပဲဦးဘွာကလည်းပင့်ကူကြီးတကောင်လိုကုန်းကွကွခြေကားရလက်ကားရနဲ့ဘာလေးဖိုးစောဟိုကိစ္စလားသူတို့နှစ်ယောက်စလုံးမစားရဝါခမန်းစိတ်ကူးအရင်လုံထွက်ပြီးမုံမမြင်လေးမမြင်ဖြစ်နေကြတာဗျ။ဘလောက်တောင်မမြင်ကြသလဲဆိုတော့သူတို့နောက်ကနေပတ်ပြီးနှစ်ဖိရိုင်ဆိုင်နှင်းကိုဒန်ဆိုင်ပိန်ပိန်လေးတလုံးဆွဲလို့ ငိုက်ဆိုင်ငိုက်ဆိုင်နဲ့ဝင်လာတဲ့မက်လာထီကိုလည်းမမြင်မိကြဘူးကြည်ရတာမက်လာထီကသူ့ယောက်ျားတိတ်ပန်စိန်လှတောက်ဖို့လက်ဖိပါစေလာဝေတာနဲ့တူပါတယ်ဒီနေရာမှာမဖြစ်ချင်ပါဘူးဆိုမှတိုက်တိုက်ဆိုင်ဆိုင်ရွေးချော်တတ်တဲ့အာတာဘလော့ချ်ရဲ့ဥပဒေကိုအပြစ်တင်ရမလားကာယကံရှင်မက်လာထီကိုတိုင်းရဲ့ခေါင်းလုံးလှတဲ့သွားနဲ့ကောင်းလုံးလှရင်ဖင်ကိုပဲအပြစ်တင်ရတော့မလားမပြောတတ်ပါဘူးဗျာမက်လာထီတယောက် ိုးစောနောက်ကနေဖြတ်လျှောက်တဲ့အချိန်မှာပဲဟိုးစောကအတန်ပြဲကြီးနဲ့ဦးလေးပွားရှာခိုင်းထားတဲ့ရှဲဆောင်ကိုကျွန်တော်တွေ့ထားပြီဗျဟာဟာဒီစကားကသူ့ကိုယ်များစောင်းပြောတာလားဆိုပြီးမလာသေးကဖိုးစောကိုဒေါသတကြီးနဲ့ဒိုင်းကနေမျက်စောင်းပစ်ထိုးလိုက်တယ်ဟုတ်တယ်ထင်မင်းဆိုရင်လည်းထင်ကျင်စရာလေရက်ွက်သုံးဖန်းစကားအရာတော့ရှဲဆောင်ဆိုတာသွားခေါ်တာကိုခေါ်တာမဟုတ်လား ပါဇက်ထဲကနေအပြင်ကိုတစောင်းကြီးငုံထွက်နေတဲ့တဖုံမောင်မောင်ကြီးတွေကမော်တော်ကားထိတ်ဦးပိုင်းနဲ့တူးလို့လေ။ဒါကြောင့်မလထေကသူ့သွားခေါ်တဲ့အကြောင်းဖိုးစောနဲ့ဥပွားတို့အထာစကားနဲ့ဟားနေကြတာပဲလို့ထင်သွားပြီးရှင်တဲကအတန်တိတ်ကျိတ်ပြီးတောက်ခေါက်လိုက်တယ်။မလထေရဲ့မျက်လုံးတွေပြူးထွက်လာပုံကဒေါသကိုမနှဲကြီးဖိချမြို့သိမ့်နေရတဲ့ပုံပဲ။အဲ့ဒီအချိန်မှမှကပုဥပွားက ရဲဟဲဟဲဆိုတဲ့ရည်တန်စိုးကြီးနဲ့ရှဲဆောင်ယုံတတ်တပ်ပဲလားကွာဖိုးစော်ရဲ့ဟဲဟဲရှဲဆောင်ယုံနေမကဘူးဖေမာကောက်သေးတယ်ဦးလေးဟေးကဲဒါကတော့ညောင်ကြကြကိုစော်ကားလွန်နေပြီပြီးတော့စော်ကားယုံတယ်မကလက်ဆိုးထိုးတန်ကြီးတပြဲပြဲတဟဲဟဲနဲ့ရီထိတ်လောင်ပြောင်နေမှတော့မလာသေးဘဲနဲ့လှုပ်ပြီးသီးခံနိုင်တော့မှလေငမိုက်သားဖိုးစော်ကပါစက်ကိုဘရိတ်မအုပ်သေးပဲကဲဘဲနဲ့လေဦးလေးပွား ရှဲဆောင်ဖင်ကောက်ကိုတော့ကျွန်တော်တွေ့ထားပြီဦးလေးဆွဲမလားစကားတော့မဆုံးလိုက်ဘူးကဲဆွဲကြင်အောင်ဟေဆွဲကြင်အောင်ဟေတည်ချင်းဆိုးပြီဖြန်ဖြန်ပုတ်ကွမ်းအောင်မလေးဗျမလာသေးကဖိုးစော့ကိုနှက်လိုက်တာများဗျလက်တောင်မလဲဘူးဒါနဲ့နေအားမရလို့သူကင်လာတဲ့ဒန်ဆိုင်အပိန်လေးနေလေဖိုးစော့ကောင်ကိုတထောင်တောင်မြည်အောင်ခောက်သေးတဲ့ဗျတောင်းတောင်းခွန်း အမလေးပြလုံကြပါအောင်ဗျာမြမစားဆရာကိုစင့်သူရဲ့စကားနဲ့ပြောရရင်လောကနေတည်တဲမှာ ပါတဲ့ရန်သူကိုခြေမုံးနေနေရမှာတိုက်ချက်ကဲ့သို့ရဲရင်ရမည်ဆိုတာဒါမျိုးနေတူပါရဲ့ဗျာမလာသေးရဲ့ခွတ်ချက်တွေကလန်ထွက်နေရပဲကိုစင့်သူကမြမစားဆရာပြပြကျွန်တော်တို့အိမ်နေရမှာမြမပညာရှိကြီးတွေရဲ့အဆူအမိန်တွေနေတည်တွေလင်္ကာတွေရေးရေးပြီးကတ်ထားလိရှိတယ်ဗျာ ဲ့ဒီဟာတွေထဲမှာစိန်ထကျော်သူဦးအောင်ရဲ့ဩဝါဒထူးပြို့ဆုံးမစာတွေကတရားမရမြတ်တော်သားဆိုတဲ့လင်္ကာရှစ်ပိုင်းရှိတယ်။လက်နက်စင်မြင်းဘူသိန်းပင်ကြောင့်မင်းတို့အမျက်ဟူးဟူးထွက်၏။အောက်ထက်ကျွန်ကြီးရွှေငွေကြီးကြောင့်တတိအမျက်ဟူးဟူးထွက်၏။မခတ်ခဲနုံအမှုပုံ၍ကျေးကျုံအမျက်ဟူးဟူးထွက်၏။လိုက်ဖတ်စေဝါမန္တရာကြောင့်တမအမျက် ဟူဟူထွက်၏လေးချင်နှံပြဖေးတင်အားကြောင့်ပုံနာအမျက်ဟူဟူထွက်၏အောက်ထက်ဆန်းစုံတောင်ပန်းဟုန်ကြောင့်ဂလုံးအမျက်ဟူဟူထွက်၏ဆိုင်ရန်တရာခိုးရှံများကြောင့်နဂါအမျက်ဟူဟူထွက်၏ရှံပတ်ဖြောင့်လီဟောက်တက်လီကြောင့်ချင်းသည့်အမျက်ဟူဟူထွက်၏တဲ့အဲ့ဒါတွေပေါ့ဗျာဘရင်ရဲ့ဒေါသတတိရဲ့ဒေါသ ဂလုံတွေခြင်သိတွေရဲ့ဒေါသတွေအကြောင်းဆုံးမထားတာပါကျွန်တော်ကအဲ့ဒီဆုံးမစာရီရဲ့အောက်ကနေကိုဘာသာဆက်ဆူထားတဲ့လင်္ကာတပိုက်ထိုက်ရင်းဖြည့်ပြီးကတ်ထားလိုက်တယ်ပွဲစားနှစ်ယောက်ရှာရှည်ပေါက်ကြောင့်ဖိန်ကောက်အမျက်ဟူးဟူးထွက်၏